ဖောဖမများအောင်မင်္ဂလာပါကလော့ကွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တို့ဒါဒီညရှင်ပြိုင်သွားကြတဲ့ကျွန်တော်စူပါဆန်နီရဲ့အစောဆုံးပွဲတစ်ပွဲဖြစ်တဲ့ခရစ်စယ်ပဲလိနဲ့မန်ချက်စတာယူနိုက်တက်ပွဲလေးကိုပွဲပြီးသုံးသပ်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ရုံသုံးနေတဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like Subscribe လုပ်ကြည့်ညီကလေးနဲ့ Like Subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်ခရီးအဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစားရကြအောင်ရုံသုံးနေတဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်အဝေးဆုံးမှာတော်ရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ ခရစ်ဆယ်ပယ်လေးရဲ့အင်္ဂါမှာတော့ကျွန်တော်နောက်ကျ twin code တွေနဲ့ဒုတိယပိုင်းအထူးသဖြင့်ကျွန်တော်ဒုတိယပိုင်း twin code တွေနဲ့ကျွန်တော်1 2ဆိုပြီးတော့ကျွန်တော်9ဘွဲကိုဆက်ပြီးတော့အဆင့်9ထိကိုပြန်လဲတက်လှမ်းလာတော့ကျွန်တော်တွေ့ရမယ်။ဒါဆိုဒီဘွဲမှာတော့တော်တော်လေးမှအဲစိတ်ဝင်စားဖို့ကောင်းတဲ့အခိုက်အတန့်လေးတွေရှိခဲ့တယ်။အထူးသဖြင့်ကျွန်တော်ပရမာပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တစ်ဖက်ကကျွန်တော်ခရစ်ဆယ်ပယ်လေးရဲ့ကျွန်တော်တစ်ဖက်သက်ဖိအားပေးမှုတော်တော်လေးဟိုမှာခံရတယ်လို့ပြောလို့ရတယ်။နောက်တန်းရဲ့ကျွန်တော်အမှားတွေ ီးလို့ဆိုရင်လည်းကျွန်တော်ကွင်းလယ်ရဲ့ကျွန်တော်တို့အမှားတွေရနေပြီးတော့ကျွန်တော်တို့အနေနဲ့ပြစ်တံဘောတွေကျွန်တော်တို့အဲပနယ်တီတီပေးရတဲ့အထီကိုကျွန်တော်ဖျက်ခဲ့တယ်။ဒါဆိုကျွန်တော်တို့ယူရိုရဲ့ကျွန်တော်တို့အမမားသိတဲ့အမှားလိုမျိုးပြောလို့ရတယ်။အဲမာဒီတာရဲ့ကျွန်တော်တို့အဲ goal area တွေကိုဘောလုံးစွဲဝင်ပြေးတဲ့အချိန်မှာသူ့အနေနဲ့ကျွန်တော်တို့အဲ့လုံးဝလည်းဗျာကျွန်တော်ပြန်လဲကြီးလိုက်မယ်ဆိုတော့ထင်မှတ်မထားတဲ့အခိုက်အတန့်မှာဖြစ်သွားတယ်ဗျာသူ့အနေနဲ့လည်းသူလည်းအဲဖြတ်တော့ဖြတ်ပြေးတဲ့ပုံစံမျိုးမဟုတ်ဗျာသူလည်း အဲဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့ဘောလုံးနောက်ကလိုက်တဲ့အချိန်မှာတော့မာတီတာနဲ့ဘောလုံးချိန်ပြီးတော့အဲ6ောက်ချင်းချိန်ပြီးတော့လဲသွားတဲ့အချိန်မှာတော့ဒန်နီကြီးအနေနဲ့ကျွန်တော်တို့ပနယ်တီကိုကျွန်တော်တို့စပြီးတော့ပေးလိုက်တယ်ဒီပနယ်တီကလည်းကျွန်တော်တို့36မိနစ်မှာပေးတဲ့ပနယ်ပထမဦးဆုံးကျွန်တော်တို့စပြီးတော့မာတီတာကန်တယ်ကိုသမားကကျွန်တော်ဘယ်ဘက်ထောင်းကိုကန်တယ်ဝင်သွားတယ်ဒါမှလည်းလေပီယာရီဘာတွေပြန်ကြည့်လိုက်တော့သူ့အနေနဲ့အဲမာတီတာအနေနဲ့အရင်ဦးဆုံးကျွန်တော်တို့ပထမဦးဆုံးချတဲ့6ောက်မှာလည်းဘောလုံးအရင်ထိပ်ပြီးတော့ အဲနောက်တစ်ချောင်းကနေထပ်ပြီးတော့ကန်လိုက်ကြနှစ်ဆင့်ကန်တဲ့ပုံစံမျိုးဖြူပြီးတော့ဘီယာနေပြီးတော့နောက်တစ်ချောင်းကိုထပ်ပြီးတော့ကန်ခိုင်းတယ်ပထမလေးကကန်လိုက်ဝင်သွားတဲ့တော့အော်နေအောင်မဲတွေပါခိုင်းပြီးတော့မှထပ်ပြီးတော့ဘီယာကြည့်ပြီးတော့ထပ်ပြီးတော့ကန်ခိုင်းနောက်တစ်ခါထပ်ပြီးတော့ကန်တဲ့အချိန်မှာတော့ကျွန်တော်နည်းနည်းထပ်ပြီးတော့ဝင်သွားတဲ့အချိန်မှာအဲပဲလေးအနေနဲ့နှစ်ခါအောင်မဲခံတဲ့ပုံစံမျိုးလိုဖြစ်သွားတယ်အဲကျွန်တော်တင်ကြည့်မယ်ဆိုလို့ရှင်တော့အဲပထမပိုင်းမှာဆိုလို့ရှင်တော့အဲ အင်ရှင်ဖြစ်တဲ့ခရစ်ဆယ်ပဲလေးတော်တော်လေးမှကောင်းတယ်ကျွန်တော်တို့ဘာအတွက်ကြောင့်လဲဆိုရင်တော့အဲမန်ချက်စတာယူနိုက်တက်ရဲ့ကျွန်တော်တို့ကွင်းလင်ကိုကျွန်တော်တို့တိုက်စစ်ကောဟိုတော်တော်လေးမှကျွန်တော်တို့ခရစ်ဆယ်ပဲလေးရဲ့စုမှုထားတယ်လို့တော့ပြောလို့ရတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့ကျွန်တော်တို့ပွဲအဆကျွန်တော်ပထမပိုင်းမှာလည်းတော်တော်လေးမှကျွန်တော်ဖိရုံးထပ်ဖို့သူတို့နဲ့ဖိအားတော်တော်များခဲ့တယ်လို့များပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်နောက်တိုင်းအမှားတွေနဲ့ကျွန်တော်တို့ကွင်းလင်ရဲ့ကျွန်တော်တို့အာကွင်းလင်ရောပြီးရင်တိုက်ဆက်ရောတိုက်ဆက်အဒီနေ့ပွဲမှာဆိုလို့ရှိရင်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အာမတ်တို့ရဲ့ကျွန်တော်တို့ အကန့်သွင်းခြင်းတင်ရလုံးဝကျွန်တော်တို့ဂိုးပေါ်ဂိုးရကျွန်တော်အပေါ်လေးမှာပဲဒီကောင်လေးတောက်လျှောက်ကန်တယ်သူ့နေလူပေးလို့ရတဲ့အချိန်တွေမျိုးမှာလဲနောက်ကကျွန်တော်မစ်ဆင်မော့တို့ပေးလို့ဆိုရင်ကျွန်တော်အဲဖာနန်ဒက်တို့ဘာတို့တက်လာတယ်ဗျာအဲ့ဒီအချိန်မှာတော့သူတို့အနေနဲ့အဲကန်လူပေးလို့ရတဲ့ဒါမစ်ဆင်အမတ်အနေနဲ့လုံးဝမပေးပဲသူ့နေလည်းတကူကောင်းဆန်တော့ကန်ခဲ့တဲ့ပုံစံမျိုးရှိတယ်မလို့ပွဲစားကြောင်2မိနစ်လောက်မှာတည်းကကျွန်တော်တို့ customer တို့ရဲ့ကျွန်တော်တို့ကျွန်တော်တို့ကန်သွင်းခြင်းကလည်းကျွန်တော်တို့အဲ 900နိုင်ကြီးတော်တော်လေးဟိုမှာမြတ်တယ်သူကကျွန်တော်တစ်ခါကကျွန်တော်ဟန်နာဆန်ရဲ့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဘောလုံးလေးမှာဖမ်းတဲ့အချိန်မှာတော့သူကရှုပ်ရှက်ခတ်နေတဲ့အချိန်မှာတော့ကစမဲလိုအနေနဲ့ကန်သွင်းမှုလို့သိတမ်းနေတယ်ဟန်နာဆန်အနေနဲ့ဘောလုံးဖမ်းမိပြီးတော့သူတို့နဲ့တွင်းကိုတွေမြတ်တယ်ပထမပိုင်းမှာကျွန်တော်တို့ဝမ်စီနဲ့ကျွန်တော်တို့ခရစ်စတယ်ပဲလေးကကျွန်တော်တို့ဥဆောင်ထားနေတယ်ဒုတိယပိုင်းမှာဆိုရင်တော့ကျွန်တော် ပွဲကတော်တော်လေးမှအလှည့်ပြောင်းဖြစ်သွားတယ်လို့ပြောလို့ရတယ်။ဒီနေ့ကျွန်တော်တို့ Manchester United ကကျွန်တော်ဒုတိယပိုင်းမှာပြန်လာနိုင်တယ်လို့ပြောလို့ရတယ်။ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ပထမပိုင်းက Manchester United မှာဟောကောဟောရလာလို့မင်းလာရအောင်ဒီတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေပြသတာ။ဒုတိယကနောက်တောင်းပွင့်လျော်ကဒုတိယပိုင်းမှာတော်တော်လေးမှခြေစွမ်းတတိငင်ငင်နဲ့ကျွန်တော်တဖက်ကကျွန်တော် Crystal Palace ကိုလုံးဝဖိအားပေးပြီးတော့တပတ်တက်ကိုဖိပြီးတော့ကျွန်တော်ကစားသွားတာကိုတွေ့ရမယ်။ နေပွဲမှာဆိုလို့ရှိရင်တော့တိုက်စစ်ကစားသမားဖြစ်တဲ့အန်ပူမှုတို့ပြီးလို့ရှိရင်တော့မစ်ဆင်မော့တို့ဇက်စီတို့ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်လို့ပြောလို့ရတယ်။မစ်ကျွန်တော်အန်ပူမှုကတော့တိတ်ပြီးတော့ကျွန်တော်တို့ဒီနေပွဲမှာသူနေထင်သောအလုံးမဖြစ်ခဲ့လို့ပြောမြင်တယ်။ဒါပေမဲ့ထင်သောအလုံးမဖြစ်ခဲ့ဘူးဆိုရင်လည်းတစ်ဖက်ကကျွန်တော်တို့ခရစ်စတယ်ပယ်လီရဲ့နောက်တန်းကစားသမားတွေကလည်းကျွန်တော်တို့အန်ပူမှုတို့တို့ဘာလို့ဆိုရင်လည်းကျွန်တော်တို့လှုပ်မပေးရဘဲနဲ့နှစ်ယောက်လောက်အထိကတ်ထားတဲ့အချိန်မှာအန်ပူမှုအနေနဲ့လည်းဘာမှလုံးမလုံးနိုင်ဘူးလို့ ျွန်တော်ပြောလို့ရတယ်။ဟိုပထမဦးဆုံးသွင်းကိုပထမဦးဆုံးသွင်းကိုတော့ကျွန်တော်တို့54မိနစ်မှာပဲကျွန်တော်ဇက်စီကနေရောရသွားဒီရသွားတဲ့ကိုကတော့ကျွန်တော်တို့အဲဘရူနိုရဲ့ကျွန်တော်ဖန်နီးပေးမှုကအကြောင်းပဲသူအနေနဲ့အဲကွင်ကစားသမားရဲ့ကျွန်တော်ညာဘက်ချမ်းအနေနဲ့တော့အဲ့လုံကတော့လုံးဝမထင်တာလုံးဝဂွေးစကီးနဲ့လေဗျာသူအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့55ဘေလောက်ပဲကတ်နေတဲ့အချိန်မှာတော့သူနေကျွန်တော်အဲဒီကောင်ဇက်စီကန်းတော့ကန်လိုက်တယ်ဒါပေမဲ့ဝင်သွားတယ်လို့မထင်ဘူးဒါပေမဲ့ဂိုးသမားရဲ့ကျွန်တော် ဘယ်ဘက်ချမ်းနေတော့ဂိုးသမားလည်းကြည်နေတဲ့အချိန်မှာတော့ကျွန်တော်တောင်းပြက်ကြီးကိုကန်လိုက်တဲ့အချိန်မှာတော့ကိုးဆပြီးတော့တို့တွေရဲ့ assassin နေနဲ့ဆပြီးတော့ကိုးရတယ်ဒီကိုးကြောင့်ပဲတို့တွေနေတော်တော်လေးမှစိတ်အားထက်သန်ပြီးတော့တောက်ချောက်ကျွန်တော်ဖတ်သက်ကိုဖိအားပေးပြီးတော့ဆော့ကစားသွားတယ်လို့မြင်ရတယ်ဟိုနောက်တစ်လုံးကတော့ကျွန်တော်69မိနစ်မှာ missing mark ရတယ်လို့ဒီလုံးကလည်းကျွန်တော်အဲ ခရစ်စဘဲလေးရဲ့ကျွန်တော်တို့အဲဂိုအေရီယာထိတ်မှာကျွန်တော်ပစ်တံမောကန်တယ်ပစ်တံမောကန်တဲ့အချိန်မှာတော့ကျွန်တော်မစ်ဆင်မောင်းနဲ့ကျွန်တော်ဘရူနိုနဲ့နှစ်ယောက်ကရှင်ပြီးတော့ကျွန်တော်တို့တွေ့ရတယ်တွေ့ရတဲ့အချိန်မှာဘရူနိုနေနဲ့အဲမစ်ဆင်မောင်းကိုထုတ်ပြလိုက်တဲ့အချိန်မှာအဲ့ချိန်လေးကျတော့ကျွန်တော်တို့အရှင်းနေတော့ကျွန်တော်တို့ခရစ်စဘဲလေးရဲ့မှာဒိုင်းငါကားလာကြဗျာအဲ့ဒိုင်းငါနေပြီးတော့တို့အနေနဲ့ကန်လိုက်တဲ့အချိန်မှာတို့အနေနဲ့ခုံလိုက်တဲ့အချိန်မှာအော်ကလွတ်သွားနေတဲ့အချိန်မှာ ပေါ့6လောက်နေလုံးဝကိုနည်းနည်းဟသွားနေတဲ့အချိန်မှာတော့အဲ့အချိန်မှာတော့ကျွန်တော်တို့မစ္စမောကနေရောအကောင်းဆုံးကျွန်တော်ကန်သွင်းသွားပြီးတော့တို့နည်းနည်းဥဆောင်ကိုတူစည်းနေဆိုပြီးတော့ဥဆောင်ကိုရသွားတယ်ဒီလိုရသွားတဲ့အချိန်မှာပဲကျွန်တော်တို့တစ်ဖက်ကကျွန်တော်ခရစ်ဆက်ပဲလိုက်နေနဲ့ပြန်လာဖို့တို့နည်းနည်းကြိုးစားခဲ့သေးတယ်ဒါပေမဲ့လည်းထင်တယ်လို့အလုံးအဖြစ်ပဲတယ်မန်ချက်စတာစီးရီးယူနိုက်တက်ရဲ့ကျွန်တော်တစ်ဖက်သက်ဖိအားပေးမှုကိုပဲတို့နည်းနည်းခံရတယ်ဒီနေ့ပွဲမှာတော့တို့ရဲ့မှာတော့ဆော့ဆော့စီးစီးစာတို့ဘာတို့လူစားလဲခံလိုက်ကြတာ တက်တရမန်ချက်တာယူနိုက်တက်အတွက်ကတက်တရရဝန်လို့ပြောလို့ရတယ်မှန်တစ်ခါကကျွန်တော်စောင်းတော့သူမန်ချက်တာယူနိုက်တက်အနေနဲ့တော်တော်လေးမှကျွန်တော်ထိမ့်သိမ်းရတယ်လို့မြင်တယ်ပထမပိုင်းမှာစားထွက်သွားတဲ့အချိန်မှာတော့အဲခရစ်စပယ်လေးရဲ့တိုက်စက်ကကျွန်တော်မြင်ရဆိုတော်တော်လေးမှတည်သွားတယ်လို့မြင်တယ်မာရီတာတိုးအနေနဲ့လည်းဒီနေ့ပွဲမှာဒါမာရီတာအနေနဲ့အဆုံးသတ်နိုင်မယ်ဆိုလို့ရှင်ဟတ်ထရစ်တွေပါရနိုင်မယ်ခွင့်ရှိတယ်အဲဂိုသမားနဲ့မန်ချက်တာယူနိုက်တက်ဂိုသမားနဲ့1-1တွေ့တဲ့အချိန်မှာတော့စားအာ မာရီတာအနေနဲ့လုံးဝရှေ့ကန်တဲ့အချိန်မှာတော့ဂိုးပြင်နေပြီသူအနေနဲ့ဒီပွဲမှာကိုမန်ချက်စတာယူနိုက်တက်ဘက်ကိုဂိုးမသွင်းလို့များအာတိုင်နေထားလာမနေဆရာသမားအဲ့တော့ပနတီတော့မှဝင်သွားလို့ဗျာဟုတ်လားလုံးဝဂိုးသမားနဲ့ဝမ်မန်ဝမ်တွေ့တဲ့အချိန်မှာဆရာသမားမဂိုးတလုံးနောက်ပထမပိုင်းမှာလည်းသူအနေနဲ့အဲဝမ်ဂိုးသမားနဲ့တွေ့တဲ့အချိန်မှာနှလုံးတော်ရှိရဗျာလုံးဝဖြုံးနှိပ်လိုက်တာဒီဖုံးနှိပ်မှုညာပဲခရစ်စတယ်ပဲလေးကိုသူတို့ရဲ့အိမ်မှာရှုံးနှိပ်မှုကိုကြုံတွေ့စေရတယ်လို့ကျွန်တော်ထင်တယ် တို့လည်းကျွန်တော်မြင်ရဆိုလို့သူဂျာတန်မှာလည်းရှင်းပြထားတယ်ကျွန်တော်တို့ပွဲတွေမှာလည်းကျွန်တော်တို့ပွဲပန်းမှုဒဏ်နေကြောင့်တို့ဒီလိုမျိုးရှုံးမွေးကိုကြုံနေသွားတယ်လို့တော့မြင်တယ်မန်ချက်စတာယူနိုက်တက်အနေနဲ့ကတော့ကျွန်တော်ပထမပိုင်းမှာတော်တော်လေးမှရုန်းကန်ခဲ့ရပြီးတော့ဒုတိယပိုင်းမှာအကောင်းဆုံးပုံစံနဲ့ပြန်လာပြီးတော့နှစ်ကိုးစီးတကိုးဆိုပြီးတော့တို့အနေနဲ့နိုင်ပွဲဆက်ပြီးတော့အဆင့်ကိုကျွန်တော်တို့တက်လာတယ်လို့ပြောလဲဒီနိုင်ပွဲကြောင့်ပဲတို့အနေနဲ့အဆင့်ခွန်တီကိုတက်လှမ်းလာနိုင်ပြီးတော့ကျွန်တော်တော်တော်လေးမှကောင်းမွန်တဲ့ဝေးကွင်းရလက်တယ်လို့ ပြောလို့ရတယ်ဘာတကြောင့်လဲဆိုရင် Crystal Palace ကသူ့ရဲ့အိမ်ကမှာတော်တော်လေးမှကျွန်တော်တို့ကစားခတ်တဲ့အသင်းသင်းဖြစ်တယ်လို့သူတို့ရဲ့တိုက်စစ်ကတော်တော်လေးမှဒီနေ့ဖွင့်မှာဂိုးပေါက်တွေလွှဲချော်သွားလို့ Manchester United တက်ကတက်တာရရောက်လာတယ်လို့တော့ကျွန်တော်မြင်တယ်ညီကိုဒီနေရောဒီညရှင်မင်းသွားကြတဲ့ Crystal Palace နဲ့ Manchester United တို့ရဲ့ပွဲကိုဘလို့မညလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။အားကြီးချစ်ချူပြီးညီကိုတယောက်ချင်းနေတာကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ။